ရှင်မွားတဲ့မောင်မလေးနဲ့တူမင်္ဂလာပွဲလေးပွဲကျင်းပသွားမယ်ဇေယျအသက်၄၄နှစ်အရွယ်လို့မထင်ရလောက်အောင်အရွယ်တင်တဲ့ဇေယျကမကြာခင်မှာတော့လက်ထပ်တော်မှာပါအသက်၂၅နှစ်กว่าရှားတဲ့မင်္ဂလီနဲ့လက်ထပ်တော်မယ်ဇေယျကအသက်အရွယ်กว่าရှားပြီမဲ့လည်းအရှိတွေကတော့ထပ်တူညီနေပါတယ်အသက်ရွယ်နဲ့မလိုက်အောင်နှပြိုတဲ့ဇေယျကအရှိမွားလေးနဲ့အသက်กว่าရှားမှမတီတာခဲ့ပါဘူးဇေယျရဲ့အတူတူတမီးလောင်ကမွန်လူမျိုးဖြစ်တာကြောင့်သူတို့ရဲ့မင်္ဂလာပွဲအတွက် ပြဝတီတပ်ပုံတွေကိုမွန်ရိုးရာတိုင်းပဲရိုက်ကူးခဲ့ပြီးမင်္ဂလာပွဲကိုလည်းလေးပွဲကျင်းပသွားမှာဖြစ်ပါတယ်။ဇေယျရဲ့သူတို့တမီလောင်းလေးကအသက်16နှစ်အရွယ်သာရှိသေးပေမဲ့ဇေယျအပေါ်မှာတော့နားလည်မှုပေးနိုင်သူဖြစ်ပါတယ်။ဒီစားတွေများများထားမှုတဲ့ဇေယျကမွန်မာလေးနဲ့တွေ့တော့မှအရှိကိုနားလည်သွားခဲ့တာပါ။မင်္ဂလာပွဲတပွဲလုံးရင်ကုန်ကျစိတ်ကမနှဲပေမဲ့ရှစ်မွားလေးကိုတင်းတင်းတက်တက်လက်ထပ်ပေးချင်တယ်တို့ပါ။ရန်ကုန်မှာလည်းထိတ်မြန်တဲ့မင်္ဂလာပွဲနဲ့မင်္ဂလာညစာပွဲကိုကျင်းပမှာဖြစ်ပြီး မကြခင်မှာတော့လူပြိုကြီးဘွားကနေကျွတ်တော်မှာဖြစ်ပါလေဇေယကရှင်းမွားလေးနဲ့တွေ့ပြီးတော့မှစီးပွားရေးတွေပူပြီးအဆင်ပြေလာခဲ့တာကြောင့်သူ့အတွက်တော့လက်ကီးလေးအဖြစ်သတ်မှတ်ထားပါတယ်အသက်ကွာခြားတဲ့ရှင်းမွားလေးကိုတိန်ပေါင်းတောင်းရှိတဲ့ငွေကြေးနဲ့တင်တောင်းခဲ့ပြီးစစ်ဆက်ပွဲကိုမွန်ရိုးရတိုင်းပဲကျင်းပခဲ့ပါတယ်မင်္ဂလာပွဲအတွက်တပ်ပုံတွေကိုလည်းမွန်ပြည်နယ်ထဲမှာပဲလှပတဲ့နေရာတွေမှာရိုက်ကူးခဲ့တာပါဇေယကရှင်းမွားလေးကို တိန်1500ကွန်ဒိုတစ်ခန်းတိုက်ခန်းနှစ်ခန်းစိန်ရွှေရတနာတစင်စာနဲ့တင်တောင်းခဲ့ပါတယ်ချစ်လို့မွားနိုင်တာကြောင့်ရှင်းမွားလို့ခေါ်တာဖြစ်ပြီးအမြင်ကအောင် ရှင်းကြမယ်ဆိုတာကဇေယျတို့အတွက်ဖြစ်ပေါ်လာတဲ့သကလုံးလားလို့ထင်မှရပါတယ်ရှင်းမွားလေးကဇေယျကိုငွေကြေးကြောင့်လက်ထပ်တာလည်းမဟုတ်တလို့ရုပ်ရှင်မင်းသားတယောက်ဖြစ်နေတာကြောင့်လည်းလက်ခံခဲ့တာမဟုတ်ပါဘူးစီရထဲအစာပေါင်းမြောက်စွာကျဲဝချမ်းတာပြီးအသက်ငယ်ပေမဲ့လည်းစိတ်ထားကောင်းသူဖြစ်တာကြောင့် ဇေယကအတရက်ထက်တရက်ပိုရှင်နေရပါတယ်ရုပ်ရှင်မင်းသားတယောက်ရဲ့ဇနီးဖြစ်လာတော့မဲ့ရုံးဂဒီဇော်ကဝေဖန်တဲ့တံတွေကိုလည်းခံနိုင်ရင်ရှိအောင်တီးခန့်ထားပြီးမကြခင်မှာလက်ထက်ပွဲကိုခက်ခန်းနာကျင်ပတ်တော့မှာပါလူအများအမြင်ကောက်အောင်ရှင်းပြပြီးမင်္ဂလာပွဲကိုလေးပွဲကျင်ပတ်တော့မဲ့ဇေယတို့ဆောင်တွေလူကိုရတဲ့ပေါ်ကြရလားဆိုတာကောမမှန်ပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါရှင်